မင်္ဂလာပါကလေးတို့ရေတိချက်ဒီနေ့ပြောပြမယ်ပုံပြင်လေးရတော့ဘယ်သွားမလို့လဲကြာပေါက်ဆူတယ် KG ပုံပြင်လေးဖြစ်ပါတယ်နားထောင်ကြည့်ကြအောင်နော်တခါတုန်းကရွာตาရာဆိုတဲ့ရွာကလေးမှာကြာပေါက်တို့မိသားစုဟာ လေယာဉ်လောက်ကန်ပြီးတော့ပျော်ရွှင်စွာနေထိုင်ကြတဲ့ကြာပေါက်အသက်၅နှစ်အရွယ်ရောက်တော့ ဂျာပေါရဲ့မိဘတွေဟာကြောင်တက်ဖို့ရွာမှာရှိတဲ့မူလာရန်เจ้าမှာကြောင်တွက်အပ်တာပေါ့ဂျာပေါလည်းကြောင်တက်ရတော့မယ်ဆိုတော့အယံဝန်းတာနေရှာတယ်ကျောင်းစားတက်ရမယ့်နေကိုရောက်တော့ဂျာပေါကလေးကမနှက်စောစောအေယာထပြီးတော့အဝတ်အစားလဲထမင်းစားတယ်ထမင်းစားပြီးတဲ့အခါမှာသူ့ဖေဝယ်ပေးထားတဲ့လွယ်ဤကလေးကိုလွယ်ကသူ့မိမိကိုဖတ်ပြီးတော့မိမိဂျာပေါကျောင်းသွားတော့မယ်နော်လို့ပြောကနှုတ်ဆက်တဲ့တဲ့ကွယ် မိမိကလည်းတမီးကောင်းကောင်းသွားနော်လို့ပြောတတဲ့အဲ့လိုနဲ့အင်းကထွက်လာပြီးရှံဝါရောက်တော့သူ့တော်လေးနဲ့တွေ့တဲ့အခါမှာသူ့တော်လေးကမေးတယ်ဘယ်သွားမလို့လဲဂျာပေါက်ဂျာပေါက်ကလည်းကြောင်းသွားမလို့ပါရှင်လို့ပြန်ပြောလိုက်တယ်အဲ့လိုနဲ့ရှေ့ဆက်ပြီးတော့လမ်းကိုရောက်တဲ့အခါမှာသူ့အကိုဝမ်းခွန်းနဲ့တွေ့ပြန်တယ်သူ့အကိုကလည်းဘယ်သွားမလို့လဲဂျာပေါက်ကြီးဂျာပေါက်ကလည်း ချောင်းသွမ်းလို့ပါရှင်ပြန်ဖြေလိုက်တယ်အလိုနဲ့ရှေ့ဆက်ပြီးသွားတဲ့အခါမှာတစ်ပင်ကြီးတပင်သားမှာသူ့ဦးလေးနဲ့တွေ့တဲ့ကွယ်သူ့ဦးလေးကလည်းဘယ်သွားမလို့လဲဂျာပေါက်ကြီးလို့မေးပြန်တယ်ဂျာပေါက်ကလည်းချောင်းသွမ်းလို့ပါရှင်လို့ပြန်ပြောလိုက်တယ်အလိုနဲ့ရှေ့ဆက်ပြီးတော့လာတဲ့အခါမှာတောင်ကုန်းပေါ်မှာလေသမားကြီးတဦးနဲ့တွေ့ပြန်တယ်လေသမားကြီးကလည်းဘယ်သွားမလို့လဲဂျာပေါက်လို့မေးတဲ့ကွယ် ဂျာပေါက်ကလည်းចောင်းသွားမလို့ပါလို့ပြန်ပြောလိုက်တဲ့အဲ့လိုနဲ့ရှစ်ဆက်သွားတဲ့အခါမှာရွာရဲကဈေးဆိုင်ကစိုင်ပိုင်ရှင်အတော်ကြီးနဲ့တွေ့တဲ့အတော်ကြီးကလည်းဘယ်သွားမလို့လဲဂျာပေါက်လို့မေးပြန်တဲ့ဂျာပေါက်ကလည်းចောင်းသွားမလို့ပါလို့ပြန်ပြောလိုက်တယ်အဲ့ဒီလိုနဲ့သွားလိုက်တာเจ้าရဲ့အဝင်ဝမှာเจ้าအုပ်ကြီးနဲ့တွေ့တယ်။เจ้าအုပ်ကြီးကမင်္ဂလာပါကလေးကြီးကလေးကသူငယ်တန်းကလားလို့ပြောတော့ ဂျာဘောက်ကလည်းမင်္ဂလာပါဆရာကြီးတမီးကသူငယ်တန်းကပါလို့ပြောလိုက်တဲ့အဲ့ဒီခါမှာကျောင်းဆရာကြီးကသူငယ်တန်းအခန်းကဟိုအနားမှာတွားလိုက်ပါလို့ပြောတော့ဂျာဘောက်ကလည်းဟုတ်ကဲ့ပါဆရာကြီးလို့ပြောကအခန်းထဲကိုလျှောက်လာတဲ့သူငယ်တန်းအခန်းဝလည်းရောက်ရောဆရာမကတမီးရေမင်္ဂလာပါလို့ပြောတော့ဂျာဘောက်ကလည်းမင်္ဂလာပါဆရာမတမီးကသူငယ်တန်းကပါဒါကသူငယ်တန်းအခန်းလာရှင်လို့မေးလိုက်တဲ့ အဲ့ဒီခါမှာဆရာမကဟုတ်ပါတယ်ဒါကသူငယ်တန်းအခန်းပဲဆရာမကကလေးတို့ရဲ့ဆရာမပါတမိနမေကဘလူခေါ်ပါတလဲလူမီးတယ်ကြာပေါက်ပါဆရာမရှင်အခန်းထဲကိုဝင်လာခဲ့ပါတမိကြီးလူဆရာမကပြန်ပြောလိုက်တဲ့ခါမှာကြာပေါက်ကဟုတ်ကဲ့ပါဆရာမကျေးဇူးတင်ပါတယ်ရှင်ဆိုပြီးတော့ဝမ်းသာသွားနေသူဟာအခန်းထဲကိုဝင်သွားပါတော့တယ်ကွယ်ပုံမြင်လေးကိုနားထောင်ပြီးသွားရင် ဂျာပေါင်းနဲ့သူ့ရဲ့မိဆွေတွေနဲ့ဆရာဆရာမတွေနဲ့ဘယ်လိုစကားတွေပြောကြတယ်လဲဆိုတာကိုနားထောင်ခဲ့ရတယ်နော်ခလီတို့ရဲ့ကိုယ့်ရဲ့လူကြီးမိဘတွေဆရာမတွေနဲ့မိဆွေတွေနဲ့တငယ်ချင်းတွေနဲ့နှုတ်ဆက်တဲ့အခါပြောတဲ့အခါဘယ်လိုပြောကြတယ်လဲကဲပုံပြင်လေးပြီးသွားပြီဆိုတော့နောက်ထပ်ပုံပြင်တွေသင်ခန်းစာတွေကိုလေ့လာလို့ရအောင်ဒီ share ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်